အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Arsenal အသင်းပြည်သက်တဲ့အတွက်တော့သတင်းဆိုးပေါ့လေသူတို့ရဲ့အသင်းကောင်းဆောင်ဒါဘယ်လိုပြောမလဲ Martin Odiga ကဒဏ်ရာပြဿနာကြောင့်ပဲအခု Odiga က November လကုန်ထိဒဏ်ရာကနားရမှာဖြစ်တယ်ဆိုပြီးတော့ BBC report မှာဖော်ပြလိုက်တယ်ဆိုတော့ကျွန်တော်မာတီအိုဒီကာရဲ့ဒုတိယရသွားတယ်အဲ့ဒါလည်းသူကန်ဆိုးသွားတာဗျာဟိုဘက်ကဆမ်မာဗေးနဲ့ဒူးချင်းတိုက်ပြီးတော့အခုလက်ရှိမှာဒါမာတီအိုဒီကာကအခု ိုက်တန်ရာကြောင့်ပဲအခုအာဆနယ်အသင်းရဲ့ပွဲစဉ်အချို့ကိုလည်းသူထပ်ပြီးတော့လွဲချော်မယ်။ဆိုတော့မာတင်အိုဒီကာရဲ့တန်ရာကဘလောက်ထိပြင်းထန်လဲဆိုရင်အခုလောလောဆယ် report ရဆိုရင်နိုဝင်ဘာလကုန်လောက်ထိနားရမယ်ဆိုပြီးတော့အခု BBC report မှာရော British media တွေမှာဖော်ပြထားတယ်။ဆိုတော့အာဆနယ်ကဒီနေ့ရသည့်အစကတည်းကပွဲစဉ်တိုင်းမှာ injury ဖြစ်တယ်။ပွဲစဉ်တည်းမှာ Kai Havertz နဲ့ Van Wyk injury ဖြစ်တယ်။ Van Wyk ကနှစ်ပတ်လောက်ကြာမှ recover ဖြစ်ပေမဲ့ Kai Havertz ကအခုချိန်ထိနားနေတယ်။ ဘွတ်စင်ဒီလီးရှ်ယူနိုက်တက်ရဲ့ပွဲမှာဒါအခုမာတင်အိုဒီကနဲ့ဆာကာအင်ဂျူရီဖြစ်တယ်။အိုဒီကကပခုံးတန်ရနောက်ဆာကာကတကောက်ကျိုးတန်ရရတယ်။ဘွတ်စင်၃လီဗာပူးနဲ့ပွဲမှာဝီလျံဆလီပါအင်ဂျူရီဖြစ်တယ်။ဘွတ်စင်၄ကိုကျွန်တော်တို့အိမ်ကွင်းဖြစ်တဲ့ Forest နဲ့ကန်တဲ့ပွဲမှာထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ဒါဘယ်လိုပြောမလဲမာတင်အိုဒီကထပ်ပြီးအင်ဂျူရီဖြစ်တယ်။ အဲ့ကဒီမှာဆင်ဇက်တိုက်ဒဏ်ရနေပြီးတော့မှအခုဟိုတနေ့ကဝက်ဆန်နဲ့ပွဲမှာလေဒါထပ်ပြီးတော့ injury ဖြစ်တယ်အခုဇက်တိုက်ဇက်တိုက်ပို့လေမန်ချက်စတာစီးတဲ့ပွဲမှာနော်နီမာတိုကြီးဒဏ်ရတယ်နောက်ဝက်ဆန်နဲ့ပွဲမှာဆိုတော့အခုမာတီအိုဒီကဒုတိယရရတယ်ဆိုတော့ပွဲတိုင်းပွဲတိုင်းဒဏ်ရနေတဲ့အာဆင်အသင်းတို့ကတကယ်ကိုစိတ်ပြက်စရာကအိုဒီကရဲ့ဒုတိယကထင်တာထက်အနေငယ်ပိုဆိုးသွားတယ်ဆိုတော့ပို့ပဲဆော့ဘိုင်းတော့ကတော့အိုဒီကဒဏ်ရကကျွန်တော်တို့ တတနိုင်ကြီးရှိတယ်ဆိုပြီးသတင်းတွေတက်ထားပြီမဲ့အခု report ရဆိုရင်သူ့ရဲ့ဒုတိယဟာ노인ပါလာကုံတီနားရမှာဖြစ်တဲ့အကြောင်းနဲ့အိုက်တန်ရကြောက်ပဲအာဆင်ကအခု international break ပြီးမှကံမဲ့ fulan နဲ့ london derby အဝေးကွင်းရဲ့ crystal palace နဲ့ ဒါနောက် Atletico Madrid နဲ့ Champions League အိမ်ကွင်းပွဲရဲ့ Crystal Palace နဲ့အိမ်ကွင်းပွဲစဉ်အပါအဝင် Brighton ကိုကျွန်တော်တို့ Carabao Cup အိမ်ကွင်းပွဲပြီးတာနဲ့ Burnley အဝေးခွင် Slavia Praha အဝေးနဲ့ Sunderland အဝေးဆိုပွဲတွေ feature ကတော့ကျွန်တော်အရန်ကြီးခက်ခဲတဲ့ပွဲစဉ်တော့ပေါ့ဘူးဒါပေမဲ့မဖြစ်လဲဆိုတော့ ဒဏ်ရာတွေက keep coming keep coming keep coming ဖြစ်နေတယ်ဆိုတော့ဒါအိုဒီကဒဏ်ရာရတဲ့အတွက်ကြောင့် average AC အတွက်တော့အဲ့နေရာ30 root အတွက်ဆက်ပြီးတော့အခွင့်ရရှိမယ် either one area ကတော့အရန်ပုံစံမျိုးရှိပေမယ့်အခု Arsenal အတွက်ဒါ Martin Odegaard ကဒါ Noel Pala အထိထပ်ပြီးနားရမယ်လို့ဆိုတယ်ဆိုတော့ဒီနေရာမှာ club ကအခု Piero Hinkepi ပေါ့လေဒါ Ecuador နောက်ခံကစားသမားက အသလတစ်ကလပ်နဲ့ပွဲတော့ကရရှိခဲ့တဲ့ဒဏ်ရာကအခု international break ပြီးမှသူတတ်တာမယ်ဆိုတဲ့အတွက်ကြောင့်အာဆန်ကသူ့ကိုတော့မျှော်လင့်လို့ရမယ် PRO Hinkepi ပြန်ပါနိုင်မယ့်အခြေအနေမျိုးရှိတယ်အဲ့ဒီမှာ Kai Havertz လည်းဒူးတန်ရာယာတီဆာ Manchester United နဲ့ပွဲတွေကဒဏ်ရာရတဲ့ Kai Havertz လည်းဒူးတန်ရာကြောင်းနားရတဲ့အတွက်သူလည်းပြန်လာတော့မယ်ဆိုတော့ကျွန်တော်တို့ report ရအစောပိုင်း report ရဆိုရင် Havertz ရော ဖီယာရိုဟင်ခီပီယို၂ရောက်စလုံးဒီ international break ပြီးမှပြန်လာနိုင်မယ်ဆိုတော့အခုဒဏ်ရာပြဿနာတွေကအာဆန်အတွက်တတို့ကိုခေါင်းစားစရာကျွန်တော်တို့ nonima to ak ဆိုလဲလီဗာပူးနဲ့ပွဲပြီးကရရှိတဲ့ဒဏ်ရာကနှစ်လနားတယ်ဆိုတော့ဖြစ်လိုက်တဲ့တန်ရတဲ့အားလုံးကိုကြည့်လို့ရှိရင် every single one ကတလနှစ်လတလနှစ်လတလနှစ်လဖြစ်တယ်။ Odiga ဆိုဒါနဲ့ဆိုဒီအစီမှာပခုံးတန်ရကြောင့်လူစားလဲရတာနှစ်ပွဲအခုဒီတစ်ခါဒုတိယတန်ရချက်တစ်ခါထပ်ဖြစ်တယ်ဆိုတော့သူတိုးတဲ့ injury ၃ခုဖြစ်တယ် ဆိုတော့အ aya ကအခုအာစနယ်အတွက်တကယ်ကိုခေါင်းစားဆရာပဲဆိုတော့အစိုးရကအကောင်ကအခုလူရင်အားတောင်းတင်းနဲ့ squat တက်ပိုင်ဆိုင်ထားတဲ့အချက်တစ်ချက်ကအာစနယ်အတွက်တော့နည်းနည်းလေးခေါင်းစားဆရာအခြေအနေကနေတက်တာနိုင်ပွဲရှိတယ်ဒါပေမဲ့ပွဲတိုင်းမှာအဲ့လို injury ဖြစ်တဲ့ပြဿနာတော့တော်တော်လေးဆိုးတယ်အခု OD ကနိုင်ရသွားတဲ့အတွက်ကြောင့်အခုကျွန်တော်တို့ဟိုတနေ့ကလည်းအခုနောက်ပိုင်းမှာကျွန်တော်အဲဇီးကစားတာကိုလေအစောပိုင်းတော့အဲဇီးကိုမတုံးခင်မှာကျွန်တော်တို့ကဟိုအောင်တုံးတာဒီ1 area ကိုတုံးတယ်ဒါပေမဲ့1 area ကအဲ့လောက်ထိ ဒီ impress မဖြစ်တဲ့ကြောင့်နီးပြားကအိုက်ဈေးကိုပြန်သုံးပြီးတော့အခုဘဲဘဲချမ်းပါအခုကျွန်တော်ထင်တော့ပုံမှန်ခြေစွမ်းပြနေတဲ့ Gabriel Martinelli နောက် Leandro Trossard ပေါ့လေဆိုတော့ Martin Odriga နိုဝင်ဘာလအထိနားရမယ် Kai Havertz နဲ့ Pierre Henkepi ကတော့ပြန်လာနိုင်မယ့်အခြေအနေရှိပြီးတော့ဒီ Nonimadueke နားရမှာဖြစ်ပြီးနောက်ထပ်တန်ရပြဿနာတွေကို Arsenal ကရင်ဆိုင်နေရတာပါအားလုံးကျေးဇူးတင်ပါတယ်